စစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုမယုံကြည်သူ68ရာခိုင်နှုန်းရှိတယ်လို့ပြည်သူ့လူရှာမှု platform platform for people movement ရဲ့လွတ်လပ်တဲ့သူတေသနာအဖွဲ့ကနေကောက်ယူရတဲ့စစ်တမ်းတွေကဖော်ပြပါတယ်။ဒီနှစ်ကုန်ပိုင်းမှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူသဘောထားတွေကိုသိရှိဖို့စစ်တမ်းတရက်ကိုအောက်တိုဘာ29ကနေနိုဝင်ဘာ5ရက်နေ့အထိ online အပြင်ယုံကြည်ရတဲ့ data တွင် volunteer တွေကတဆင့်ခွင်းဆင်းကောက်ယူခဲ့တာပါ။စစ်တမ်းရဲ့တွေ့ရှိချက်ရလဒ်ရ2025ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့ယုံကြည်သူ 68ရာခိုင်နှုန်းရှိတယ်လို့ပြဿနာတွေကိုမဖြေရှင်းနိုင်ဘူးလို့ယုံကြည်သူ68ရာခိုင်နှုန်းရှိနေတာပါ။ဒါအပြင်အဲ့ဒီရွေးကောက်ပွဲကိုမဲပေးမှာမဟုတ်ဘူးလို့ဖြေဆိုသူ66ရာခိုင်နှုန်းရှိပြီးတော့2021ခုနှစ်ဆီယနာသိမ်းမှုအပေါ်လက်မခံသူ69ရာခိုင်နှုန်းအထိရှိနေတယ်လို့စစ်တမ်းတွေးရှိချက်မှာဖော်ပြပါတယ်။လိလာသူတွေကတော့စစ်တမ်းအရမြန်မာပြည်သူတွေအနေနဲ့အာဏာသိမ်းစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုယုံကြည်မှုမရှိတာစန့်ကျင်နေကြတယ်ဆိုတာပေါ်လင်းတယ်လို့ထောက်ပြကြပါတယ်။ရာမြဖက်ဒရယ်အင်အားစုတဲ့ NRFF ပြောခွင့်ရနိုင်ပီတာက ဒီစစ်တမ်းရလူလူရဲ့သဘောထားကိုပြသနေတဲ့အတွက်နိုင်ငံတကာကအတိအမှန်မပြုတဲ့အခြေအနေမျိုးကြဲကြဲပြန့်ပြန့်ဖြစ်လာနိုင်တယ်လို့သုံးသပ်ပါတယ်။ဆီယိုသူရဲ့ယူရောပေါ်တော့တော်ရိုက်တော်နေရာဖြစ်ထောက်ခံမှုဒါမှမဟုတ်အတိအမှန်ပြုဖို့စဉ်းစားနေတဲ့နိုင်ငံတွေအတွက်လည်းပြည်သူလူလူရဲ့အမြင်သဘောထားကဘယ်လောက်ထိ ခိုင်မာမှုရှိတယ်ဆိုတဲ့ဟာကိုဟိုပြသနေပြသနေတဲ့စစ်တမ်းမျိုးဖြစ်တဲ့အခါကျတော့ဒီအပေါ်မှာလည်းပြန်ပြီးတွေးတောနိုင်မှုဟိုအချက်လက်တစ်ခုဖြစ်စေပါလိမ့်မယ်ပေါ့လေဒီကတော့ဆီယိုသူရဲ့ ဒီရွေးကောက်ပွဲကိုစတင်တဲ့နိုင်ငံတကာကအတိမတ်မပြုတဲ့လှုပ်ရှားမှုမျိုးနဲ့ကြည်ကြဲမြဲမြဲဖြစ်လာနိုင်တဲ့အခြေအနေမျိုးလို့ပြောလို့ရပါတယ်။ကိုယ်စလေလောင်းဖြစ်ဝင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေအနေနဲ့လည်းစစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲကိုပြည်သူတွေဘက်ကစန့်ကျင်မှုလွတ်လားမှုတွေကိုမျှဝါထင်ထင်မြင်စေဖို့တက်တည်တာတကတခုလို့သူကမှတ်ချက်ပြုပါတယ်။စစ်တမ်းရဲ့ရွေးချက်ကတော့ကော်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားတွေရဲ့သဘောထားအမြင်နဲ့ယုံကြည်ချက်တွေကိုစူးစမ်းသုံးသပ်ဖို့ပြုလုပ်ထားတာပါ။ အဲ့ဒီစစ်တမ်းကိုဝင်ရောက်ဖြေဆို့သူ3663ဦးရှိတယ်တဲ့က 85ရာခိုင်နှုန်းဟာမြန်မာနိုင်ငံတွင်းမှာနေထိုင်ကြသူတွေဖြစ်ပြီးကျန်85ရာခိုင်နှုန်းဟာပြည်ပနိုင်ငံတွင်းမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ဒေသအလိုက်ပါဝင်ဖြည့်ဆို့ကြတဲ့181မြို့နယ်ထဲမှာသခိုင်းတိုင်းက29ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီးရန်ကုန်တိုင်းက16ရာခိုင်နှုန်း၊ရခိုင်ပြည်နယ်နဲ့နေပြည်တော်တို့ကတော့အနည်းဆုံးပါဝင်ပါတယ်။ဒါအပြင်စစ်တမ်းဖြည့်ဆို့သူတွေထဲမှာ51ရာခိုင်နှုန်းဟာမြို့ပြဒေသမှာနေထိုင်သူတွေဖြစ်ပြီး24ရာခိုင်နှုန်းမှာမူလနေရာကနေပြောင်းရွှေ့နေထိုင်သူတွေဖြစ်တယ်လို့ပြည်သူ့လူရှာမှုပလက်ဖောင်းရဲ့လွတ်လပ်တဲ့ သုတေသနအဖွဲ့ကနေသိရပါတယ်။လက်ရှိမှာစစ်ကော်မရှင်ကကြီးညာထားတဲ့အတိုင်းပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေပြီးဝင်ပြန်ကြမယ့်ကိုယ်စားလှယ်လောင်းတွေကလည်းမဲဆွယ်စည်းရုံးရေးတွေလှုပ်ဆောင်နေကြတာပါ။ဒါပေမဲ့ရွေးကောက်ပွဲပေါ်ပြည်ရင်းနဲ့ပြည်ပကမြမပြည်သူတွေရဲ့ထောက်ခံမှုနဲ့စိတ်ဝင်စားမှုမရရှိသလို့ နိုင်ငံတကာကအဖွဲ့အစည်းတချို့နဲ့အစိုးရတချို့ကလည်းအလားတူမထောက်ခံကြဘူးလို့လိလာသူတွေကဆိုပါတယ်။စစ်ကော်မရှင်ရဲ့မေးဖက်နိုင်ငံတွေဖြစ်တဲ့တရုတ်၊ရုရှားနဲ့အိန္ဒိယပါဝင်ဘယ်လာရုစ်စတဲ့နိုင်ငံတွေလောက်ပဲမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံကြအောင်ထုတ်ပြောထားပေမဲ့အာဆီယံပါဝင်ကုလသမဂ္ဂနဲ့အနောက်နိုင်ငံတွေကတော့မထောက်ခံခဲ့ကြပါဘူး။ကျောင်းသားခေါင်းဆောင်ဟောင်းကိုမင်းသွေးတစ်ကလူတို့ရဲ့မန်ဒိတ်မရပဲရွေးကောက်ပွဲကနေအစိုးရတရက်ပေါ်ပေါက်လာရင်တောင်မှနိုင်ငံရေးလှုပ်ရှားမှုတွေလှုပ်ဆောင်တဲ့အခါအကန့်အသတ်တွေအများကြီးကြုံရမယ်လို့သုံးသပ်ပါတယ်။ တကယ်တမ်းကျတော့နိုင်ငံရေးဖြစ်စဉ်တစ်ခုကိုဖျက်ဆီးတဲ့အခါမှာလူလူရဲ့ဒီ mandate ပေါ့နော်ပြည်သူရဲ့ mandate မရဘူးဆိုရင် legitimacy လည်းရှိမှာမဟုတ်အဲ့တော့သူတို့တွားနေတဲ့ရွေးကောက်ပွဲတွားနေတဲ့အစဉ်ပြီးသွားရင်လည်းနောက်ပေါ်လာမယ့်အရသာအစိုးရအနေနဲ့ဒီနိုင်ငံရေးလှုပ်ရှားမှုနိုင်ငံရေးလှုပ်ဆောင်မှုတွေလုပ်တဲ့အခါမှာအကန့်အသတ်အခက်အခဲအများကြီးကြုံရမှာပဲဆိုတော့ဟိုနိုင်ငံတကာကလည်းဒီထက်ပိုပြီးတော့ကန့်ကွက်လာနိုင်တဲ့စန့်ကျင်လာနိုင်တဲ့ဒီအခြေအနေကိုကြားလာရင် စစ်ကော်မရှင်ကတော့လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာနိုင်ငံတွင်းမှာရှိတဲ့102ညနေမှာအပိုင်း1ထူးထူးရွေးကောက်ပွဲကျင်းပပြီးနောက်နှစ်ဇန်နဝါရီ17ရက်နေ့မှာတော့အပိုင်း2ကိုမြို့နယ်100မှာပြုလုပ်ဖို့ကြေညာထားပြီးဖြစ်ပါတယ်။စစ်ဘုတ်ရရှိတွေကိုလည်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေရမန်ရဲ့အမိန့်ညွှန်ကြားချက်နဲ့အငင်းစားပေးပြီးစစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့အကြမ်းခံရေးပါတီနဲ့တာဆာညာပါတီတို့ကနေရွေးကောက်ပွဲဝင်ပြိုင်မှုရှိနေရပါဒါပြင်တိုင်းနယ်ပြည်နယ်တိတိကဝင်ကြီးချုပ်တွေပါဝင်တက်ဆိုင်ရာဌာနလိုက်ပြည်ထောင်စုဝင်ကြီးတွေအများစုကလည်း ရွေးကောက်ပွဲဝင်ပြိုင်ကြမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်။လေးလာသူတွေကတော့ရွေးကောက်ပွဲအကျိုးကာလတစ်ခုတည်းမဟုတ်ပဲကာလ၃ရက်စလုံးမှာစစ်တပိုင်းအစိုးရလုပ်တဲ့နိုင်ငံရေးလှုပ်ဆောင်မှုတွေကိုလူထုဆန္ဒမပါဝင်ကြောင်းနိုင်ငံတကာသိအောင်ဆက်လက်ဖောက်ဖော်တင်တယ်လို့အကြံပြုကြပါတယ်။ဒါမှသာစစ်ကော်မရှင်ကိုနိုင်ငံရေးအရာထောက်ခံမှုတွေရော့ကျလာမှာဖြစ်ပြီးပြည်သူထောက်ခံတဲ့အစိုးရဖြစ်မှသာနိုင်ငံရေးအကြက်တဲတွေနိုင်ငံရေးဖြစ်စဉ်တွေကိုဖြည့်ရှင်းလှုပ်ဆောင်နိုင်မယ်လို့ထောက်ပြထားပါတယ်။